အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ keto diet နဲ့အာသင့်စရာချက်9ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် keto diet ဟာရှာဖွေမှုအများဆုံးနဲ့လူစိတ်ဝင်စားမှုအများဆုံးလူနေမှုပုံစံတွေတဲကတခုဖြစ်ရှိနေသေးပါဒါဟာ ketosis လို့ခေါ်တဲ့လုပ်ငန်းစဉ်ကိုစတင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ low carbohydrate high fat diet plan တခုဖြစ်ပြီး ခန္ဓာကိုယ်က carbohydrate အစား အဆီကိုစွန့်ရင်အဖြစ်လောင်ကျွမ်းစေပါတယ်။နာမည်ကြီးအချို့ကကီတိုဒိုင်ယက်ကိုနှစ်သက်ကြပြီမဲ့လူတိုင်းကတော့နှစ်သက်ကြတာမဟုတ်ပါဘူး။ကီတိုဒိုင်ယက်မှာအပြုသဘောဆောင်တဲ့အချက်တွေရှိပေမဲ့အထူးသဖြင့်သင်ကောင်းကောင်းမလုပ်ဘူးဆိုရင်အားနည်းချက်တွေလည်းရှိနိုင်ပါတယ်။ကျန်းမာရေးကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့အရာအားလုံးလိုပဲလူတိုင်းကကွဲပြားပါတယ်။ကီတိုဒိုင်ယက်ကိုကိုယ်တိုင်စမ်းကြည့်ဖို့စဉ်းစားနေတယ်ဆိုရင်မိကုန်းတွေရှိနိုင်ပါတယ်။ကီတိုဒိုင်ယက်ဘယ်လိုအလုပ်လုပ်လဲ။ကီတိုဒိုင်ယက်အကြောင်း တိထားတင်တာတွေကိုဒီမှာဖော်ပြပေးထားပါတယ်ကီတိုဒိုင်ရက်ဆိုတာဘာလဲကီတိုဒိုင်ရက် ကီတိုဂျနစ်ဒိုင်ရက်ဆိုတာအစီများများ ကာဘိုဟိုက်ဒရိတ်အနည်းဆုံးပရိုတိန်းအသင့်အသင့်စားသုံးတဲ့စားတောက်မှုပုံစံမျိုးဖြစ်ပါတယ်ရည်ရွယ်ချက်ခန္ဓာကိုယ်ကိုကီတိုဆစ်ဆိုတဲ့အခြေအနေရောက်အောင်လုပ်ဖို့ပါ ကီတိုဆစ်ဆိုတာ ခန္ဓာကိုယ်ကစွန့်အင်အတွက်တကြားကပ်ကိုမတုံးတော့ဘဲအစီဖက်တွေကို လောင်ကျွမ်းစီတဲ့သဘာဝဖြစ်စဉ်တစ်ခုပါဒီလိုလောင်ကျွမ်းရာကနေကီတိုနေထွက်လာပါတယ်ကီတိုဒိုင်ယက်မှာဘာတွေပါတယ်လဲကီတိုဒိုင်ယက်မှာစားတဲ့နဲ့အဓိကအစားအစာတွေကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီများထောက်ပတ်သည့်တန်လွင်စီအုံးစီအစီများတဲ့ငါးများဥပမာဆယ်မွန်ငါပရိုတိန်းဓာတ်အသင့်အသင့်အသားများအမဲသားဝက်သားကြက်သားဥများ egg ဒိန်ခဲ cheese ကာဘိုဟိုက်ဒရိတ်နည်းတဲ့ဟင်းသီးဟင်းရွက်များဆေးရောင်ရွက်များဥပမာဟင်းနုနွယ်ပန်းခေါ်ပီစိမ်ဘရိုကိုလီမိုများမတ်စရူးမ်စ်ရှောင်းရံတကြားပါရာတွေကောက်နှံစာတွေစံကြုံပေါင်မုတ်အာလူးနဲ့အသီးအများစုကို လုံးဝနှီးပါရှောင်ရပါမယ်ကီတိုဒိုက်ရဲ့အကောင်းကျိုးတွေကဘာတွေလဲကီတိုဒိုက်ရဲ့အသိသာထင်ရှားတဲ့အကောင်းကျိုးတွေကတော့နံပါတ်1ကိုအလေးချိန်ရှော့ချနိုင်တယ်အစီအရေကို တိုက်ရိုက်လောင်ကျွမ်းစီလို့ပါအစားစားခြင်းစိတ်ကိုလည်းရောကြစီပါတယ်။နံပါတ်2ကစီးကျို့ယောဂထိမ့်ချုပ်နိုင်တယ်။တွေးရင်းတကြားဓာတ်ကိုကျဆင်းစီပါတယ်။အင်ဆူလင်ပမာဏကိုတည်ငြိမ်စီပါတယ်။နံပါတ်3အုန်းနောက်ကျန်းမာရေးအတွက်ကောင်းမွန်လာတယ်။ကီတုန်းတွေကအုန်းနောက်အတွက်စွမ်းအင်ကောင်းဖြစ်ပါတယ်။အာယုံဆူဆိုင်မှုကိုပိုကောင်းစေနိုင်ပါတယ်။နံပါတ်4ဝေယူပြန်ယောဂ epilepsy ကုသရာမှာထောက်ကူဖြစ်တယ် နှစ်ပေါင်းများစွာကတည်းကတုံးခဲ့တဲ့နီလန်းဖြစ်ပါတယ်။ကီတိုဒိုက်ယက်ကိုဘသူတွေကအဓိကထားပြီးစတင်တယ်လေ။ကီတိုဒိုက်ယက်ကအောက်ပါပုဂ္ဂိုလ်တွေအတွက်အထူးသင့်တော်ပါတယ်။ကိုယ်လေးချိန်လျှော့ချလို့သူများဝိတ်ကြဖို့ကြိုးစားနေသူတွေပေါ့။အမျိုးသားနှင့်စီဂျိုယောဂါရှိသူများတွေးရင်းတကြားတတ်ထိန်းချုပ်လို့သူတွေအင်ဆူလင်းတုံ့ပြန်မှုနည်းနေသူများအင်ဆူလင်း resistant ခန္ဓာကိုယ်ကအင်ဆူလင်းကိုကောင်းကောင်းမတုံ့ပြန်သူတွေအရေးကြီးမှတ်ချက် ကိုဆောင်မိခင်များနှုတ်တိုက်မိခင်များကြောက်ကတ်နဲ့အသေးရောဂါရှိသူများကတော့ကီတိုဒိုင်ရိုက်ကိုဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှသာစတင်ပါကီတိုဒိုင်ရိုက်နဲ့ပတ်သက်တဲ့အာဟာရသင့်စရာချက်ခုနှစ်ချက်ကိုအဆင့်ချင်းစီ ရှင်းပြပေးပါကီတိုဒိုင်ရိုက်အာဟာရသင့်စရာချက်ခုနှစ်ချက်နံပါတ်1ကီတိုဆစ်ကအမြဲတမ်းဝိကျစေတာမဟုတ်ဘူးအချက်အမှန်ကီတိုဒိုင်ရိုက်ကဝိကျစေပါတယ်ဒါပေမဲ့သင်က ကယ်လိုရီများများစားနေရင်ဝေးမကြပဲတက်လာနိုင်ပါတယ်သတိထားပါအစီများလုံးရင်ကယ်လိုရီများပါတယ်နံပါတ်2တည်တည်အားလုံးကိုရှောင်ကြမလို့ပါဘူးထင်မြင်ချက်ကီတိုမှာတည်တည်အားလုံးရှောင်ရမယ်အမှန်တကယ်ကကာဘိုဟိုက်ဒရိတ်နည်းတဲ့တည်တည်တွေစားလို့ရပါတယ်ဥပမာထောပတ်သီးနဲ့베리သီးအနည်းငယ်ကိုစားသုံးနိုင်ပါတယ်နံပါတ်3ကာဘိုဟိုက်ဒရိတ်ကိုလုံးဝဖြတ်ဖို့မလိုပါဘူး အဓိကကာဗိုဟိုက်ဒရိတ်ပမာဏကိုအလွန်အမင်းကန့်သတ်ဖို့လိုတာပါ။ဒါပေမဲ့တနေ့ကိုကာဗိုဟိုက်ဒရိတ်20ဂရမ်ကနေ50ဂရမ်လောက်စားသုံးခွင့်ရှိပါသေးတယ်။ရည်ရချက်ကတော့ ketosis အခြေအနေကိုထိန်းထားဖို့ပါ။နံပါတ်၄ keto flu ဆိုတာဖြစ်တတ်ပါလေ။ဒါလေ keto စတဲ့အခါခန္ဓာကိုယ်ကပြောင်းလဲမှုနဲ့လက်ရောညစ်တူဖြစ်အောင်လုပ်နေတာပါ။လက္ခဏာကခေါင်းကိုက်တာပြို့တာအာရုံကုန်ခန်းဖြစ်တတ်ပါလေ ဖြည့်ရှင်းနည်းကတော့ရေများများတောက်ပါစားတ electrolyte ဖြည့်ပါနံပါတ်5ပရိုတင်းကိုလည်းအများကြီးစားလို့မရပါဘူးနောက်ဩစရာ keto diet ဆိုပေမဲ့ပရိုတင်းအရန်များရင်မကောင်းပါဘူးအကြောင်းရင်ခန္ဓာကိုယ်ကပိုရှံတဲ့ပရိုတင်းကိုတခြားအဖြစ်ပြောင်းလဲနိုင်ပါတယ်ရလတ် ketosis ကနေပြန်ထွက်သွားနိုင်ပါတယ်အသင့်အသင့်စားဖို့ရည်ကြီးပါတယ်နံပါတ်6 သက်ရှူနှုံးတဲ့ခန္ဓာကိုယ်အနတ်ပြောင်းလဲနိုင်ပါတယ်အနတ်ကီတိုဆစ်မှာခန္ဓာကိုယ်ကအက်ဆီတုန်းကိုထုတ်လွှတ်ပါတယ်တတိထားပါဒါကြောင့်အသက်ရှူတဲ့အခါဒါမှမဟုတ်ချွေးနှံကအနေငယ်ပြောင်းလဲနိုင်ပါတယ်ဖြည့်ရှင်းနေကဒီအနတ်ကယာယီတာဖြစ်တတ်ပါတယ်မြမခုနှစ်တောက်ရည်ကအရေးကြီးဆုံးပါအချက်ကီတိုစားရင်စီးပိုသွားတတ်ပါတယ်ဘာဖြစ်လဲခန္ဓာကိုယ်ကရည်တန်းတဲ့စားတက်အီလက်ထရိုလိုက်တွေဆုံးရှုံးသွားပါတယ် လှုပ်ဆောင်ချက်ရေနဲ့ electrolyte ကို လုံလောက်စွာ ဖြည့်ဆည်းဖို့အမြဲတမ်းတတိယပါဒီခုနှစ်ချက်က keto diet ရဲ့အကြောင်းကိုပို့ပြီးနားလည်သွားစီမယ်လို့ညွှန်လင်းပါတယ်အစားဆုံးကြည့်ရှုပါပြီးတော့ကျေးဇူးတင်ပါတယ်နောက်နောက်လည်းလည်းကြည့်ရှုနိုင်ဖို့ subscribe ကိုတိတ်တိတ်ထားပါလို့မေတ္တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပြီးဈေးချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy, Happy Grady. Grady.